ဒါနဲ့ Instagram AI အကြောင်းလေးကိုမျှဝေပေးခြင်းနဲ့ပေါ့နော်ဒီ AI လေးကကျွန်တော်တို့ logo တွေဆွဲတဲ့နေရာမှာတော်တော်လေးတုံးတယ်ပါတယ်နောက်တခြား design တွေလည်းကျွန်တော်အများကြီးဖြန့်တီးလို့ရပါတော့ဒါကြောင့်မို့လို့ကျွန်တော်ဒီ AI လေးကိုဒီနေ့မျှဝေပေးမယ်ကျွန်တော်တို့ logo ဆိုရင်ကျွန်တော်တို့ business ပေါ့နော်ဒီဘိုင်းနဲ့သက်ဆိုင်တဲ့ logo တွေဆွဲမလားအော် Facebook YouTube logo ကြိုက်တဲ့ logo တွေကိုကျွန်တော်တို့ဆွဲလို့ရတယ်ဖြန့်တီးလို့ရတယ် အဲ့ဒါမှမဟုတ်ဒီနေ့ဒီ AI ကိုကျွန်တော်နောက်ပြီးကြည့်ဖြစ်တယ်။အဲ့ဒါကျွန်တော်တို့ AI ကိုကြည့်လိုက်ကြအောင်နော်။အဲ့ဒါကျွန်တော် browser တစ်ခုရဲ့ဝင်မယ်နော်။မှကျွန်တော်ဒီထက်ရောက်ပြီးဟေးဆိုရင်ကျွန်တော်ဒီမှာ ID ကိုကြံလို့ရိုက်ထည့်မယ်နော်။ကျွန်တော်တော့ဒီမှာရိုက်ပြီးသားဖြစ်တဲ့အတွက်ဒါလေးပဲနှိပ်လိုက်တော့မယ်နော်။မှ ID ကို grant ID ကိုကြည့်ရရင် grant ဆိုတဲ့ဟာကိုကျွန်တော်နှိပ်မယ်နော်။ ။ဒါဆိုရင်ကျွန်တော်ဒီထဲမှာရောက်ပြီပေါ့နော်။ Explorer တွေကိုကျွန်တော်ရောက်ပြီ။ဒီ Explorer မှာဒါသူများတွေဖန်တီးထားတဲ့အရာတွေပေါ့နော်။ကျွန်တော် design တွေကြည့်ကြည့်အောင်ဒီမှာဒီ design တွေကျွန်တော်တို့เนาะဒီ design လေးတွေကိုကျွန်တော်တို့နှိပ်ပြီးတော့ကျွန်တော်တို့တူတူဆွဲထားတဲ့ print တွေကိုယူလို့ရရနော်ကျွန်တော် design လေးတွေကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဟိုဘက်မှာ print တွေကို copy ကူးတဲ့ဟာလေးပေါ်လာတဲ့တယ်เนาะဒီမှာ niche ပုံလေးဆိုကျွန်တော်မှိုက်တယ် ။ဒီကနေ့ကျွန်တော် download လေးဆွဲလိုက်အောင်မယ်။ဒီလေးပုံလေးလက်မှတ်ဒီပုံလေးကောင်းလို့ download လေးဆွဲလိုက်မယ်နော်။ဒါဆိုရင်ကျွန်တော် nature ရဲ့ရောက်သွားရင်နော် nature ရဲ့မှာဆိုရင်ကျွန်တော်တို့ဒီမှာ nature ရဲ့မှာဆိုတော့တပ်ပုံလေးတော်တော်လာရနော်။ကျွန်တော် nature ဘောကကောင်းစီးဒီမှာကျွန်တော်တို့ပြောင်းကြည့်လို့ရအောင်နော်။အဲ့မှာ nature ဒီမှာဆို t-shirt နော်။ကျွန်တော်တို့ t-shirt တွေဝင်ကြည့်မယ်ဒါဆို t-shirt အင်းရဲ့အတွက်เนาะကျွန်တော်တို့ design တွေပေါ့เนาะအများကြီးပဲ ကျွန်တော်ပိုစတာတွေဝင်ကြည့်အောင်ပိုစတာတွေမှာဆိုရင်လည်းဒီမှာပိုစတာတွေမှာနော်ပိုစတာမှာနော် people ဆိုရင်လည်းဒီမှာကြည့်နော် people တွေမှာပြင် toss တွားကြည့်အောင်နော်음 toss ဆိုရင်ဒီမှာကျွန်တော် design နဲ့မိုက်တယ် color တွေတော်တော်မိုက်တယ်နော် toss ကျွန်တော်ကဒီနေ့က logo အကြောင်းလေးကျွန်တော်ပြောမှဖြစ်တဲ့အတွက်နော်ကျွန်တော်တို့ logo ကြီးပဲကျွန်တော်တို့ပါလိုက်ကြအောင်နော် ဒီမှာ logo လေးကျွန်တော်တို့ဖန်ဒီမှာပေါ့နော်ကို Facebook အတွက်ဖြစ်ဖြစ် YouTube အတွက်ပဲဖြစ်ဖြစ်နော် CY နဲ့ပတ်သက်တဲ့အရာပဲဖြစ်ဖြစ်နော်ကျွန်တော်ဒီမှာ logo လေးဖန်ဒီမှာပေါ့အဲ့ဆိုကျွန်တော်ကဒီ point ရေးမဲ့ discussion တွေရောက်သွားမယ်နော် point ရေးမဲ့ကျွန်တော်ကဒီမှာကကျွန်တော် ChatGPT ကိုရေးခိုင်းမှာကိုယ်တိုင်မရေးတော့ဘူးနော် ChatGPT ကိုရေးခိုင်းမှာဖြစ်တော့တဲ့ကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်ပြင်ရမှာရှိတယ်နော်ဒီမှာဆိုရင်အချိုးလေးတွေပေါ့ဒါကျွန်တော်က logo ဖြစ်တဲ့အတွက်တချို့တစ်ထားမယ်ပြီးရင် color လေးချိန်လို့ရမယ်နော် ကာလာလေးကြည့်မယ်ကာလာဒီမှာကျွန်တော်မထည့်သေးဘူးဒီမှာ chat gpt ကိုတွားမယ် chat gpt ဒီမှာကျွန်တော်တို့ prompt ရေးခိုင်းမယ်နော်ဒီတိုက်တဲ့ပုံစံလေးရေးခိုင်းလိုက်ပေါ့နော်ကျွန်တော်ဒီမှာအလွယ်လေးပဲရေးလိုက်မယ်ဒီမှာကျွန်တော်ထားခဲ့တယ်อืมဒီမှာကျွန်တော် channel name ကြံခဲ့တယ်နော်ကျွန်တော် prompt မှာ channel name ကြံခဲ့တော့ကျွန်တော် channel name လေးထပ်ထည့်ပေးလိုက်မယ်နော်ကျွန်တော် channel name က င်ဓမ္မဝေါ်ဖြစ်တဲ့အတွက်ကျွန်တော် channel ရင်းလေးထည့်ထည့်ပေးလိုက်မယ်နော်ဓမ္မဝေါ်လေးကိုထည့်ထည့်ပေးလိုက်မယ်သူပြန်ရေးနေပြီနော်ဒီမှာသူ prompt ရေးတာเนาะ prompt ရေးတာ prompt ကကျွန်တော်ဒီမှာတစ်ခုတည်းမကောက်ဘူးเนาะ prompt ကနှစ်ခုသုံးခုရှိရเนาะကျွန်တော်ဒီမှာကြိုက်တဲ့ဟာကို select ပေးပြီးကျွန်တော် copy ကူးသွားလိုက်မယ်ကျွန်တော် ideogram နဲ့ကိုကျွန်တော်တို့ဟိုဘက်ကိုကျွန်တော်တို့ပေးချမယ်ပေါ့เนาะဒီမှာ select ပေးပြီး copy ကူးပြီး ကျွန်တော် IDU brand နဲ့ပြန်သွားမယ်။ဒီမှာကျွန်တော်တို့ကုတို့ဖွင့်နေကျွန်တော်ပြချပြင်ပါမလို့ဂျန်ွေပဲနှိပ်မယ်နော်။ဒါဆိုရင်သူအလုတ်လုတ်နေပါနော်။ဒီကောင် background မှာ no color လို့ပြထားတယ်။ color မပါဘူးနော်။အဟုတ်နော်။ background brand and white နဲ့ပဲထွက်တယ် no color ။ကျွန်တော်ဒါကိုဆိုရင်ဒီကောင်လေးကို color ထည့်ကြည့်မယ်ဗျာနော်။ brand white မဟုတ်ဘူးနော်။ဒီကောင်က color ထည့်ကြည့်မယ်။ မှာကာလာတစ်ခုကျွန်တော်တို့ယူလိုက်မယ်เนาะကာလာယူပြီးရင်တော့ကျွန်တော်ဂျန်နွေနှစ်ကြည့်လိုက်ဟောဒါဆိုရင်ကာလာလေးနဲ့ကြာလိုက်ပါเนาะကျွန်တော်ကာလာလေးနဲ့ကြာလိုက်ယူအဲ့လိုမျိုးပဲကျွန်တော်တို့ဒီ logo ဒီဇိုင်းကတော့ကိုပွန့်ရေးနိုင်တဲ့စွမ်းအပြုံမှာမူတည်ပြီးတော့ရလိမ့်မယ်เนาะကျွန်တော်ဒီမှာ DW ဆိုတဲ့အသေးကိုဖြောင်းမယ်ဓမ္မဝဘယ်ရှိရေးခိုင်းလိုက်မယ်เนาะကာလာထည့်ပြီးသားဆိုဂျန်နွေကိုနှိပ်မယ်အဲ့ဒီမှာဆိုတမဝဆိုတဲ့ဟာကြာလိုက်ပါတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီ logo လေးတွေကတော့ ကျွန်တော်ပြောသလိုပဲကျွန်တော်တို့ပြန်ရေးနိုင်စားပုံမှာမူတည်ပြီးတော့ကို logo ဒီဇိုင်းအားရှယ်ထွက်လာလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ပြန်ကောင်းကောင်းရေးနိုင်ဖို့ပဲလိုရပေါ့နော်ဒီမှာဆိုကျွန်တော်ဖန်တီးထားရတယ်ဒါဆိုရင်ကျွန်တော် logo နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရတာဒီလောက်ပဲပေါ့နော်အားလုံး logo နဲ့ပတ်သက်ပြီးတော့ဒါဖန်တီးကြည့်ကြပါနော်ဒီ ideo canon နဲ့မှလာပြီးတော့ဖန်တီးကြည့်ကြပါကိုပြုံးရေးနိုင်တဲ့ဆိုင်းပုံမှာမူတည်ပြီးတော့ logo စိတ်ကြိုက်လေးတွေကိုဖန်တီးလို့ရပါလိမ့်မယ်ပေါ့နော် အားလုံးပဲကျေးဇူးတင်ပါတယ်